skin you be ဒီဒီ skin သမားတွေဖြစ်တဲ့ဆိုတဲ့ဟာကိုသူကနိုင်ငံတကာကသူကပုံဖော်ချင်တယ်အခု trend လဲ asia asia sea way လာမယ်ဆိုတော့အဲ့ဒါတွေမျိုးသူက booking ကတော့တရုတ်နိုင်ငံသားတွေကိုဥတီမထားတော့ဘူးမလိမ့်တော့ဘူးပေါ့ဗျာ American တွေကိုလိမ့်ပြန်ဒါပေမဲ့ဒီလူကလည်းရှီချင်ချန်ကလည်းသူကတရုတ်ရောက်ရဲ့အဲသူပေးတယ်ပိတ်ခံရမယ်ဆိုတော့အတီကြပြီးတယ်အဲ့ဒီဆက်ဆက်ရေးမှာပေါ့လေနော်အင်္ဂလန်ပါတယ်အမေရိကန်ပါတယ်တောင်ကိုရီးယားပါတယ် ထိုက်ပါတယ်ပေါ့လေနော်အဲ့ဒီလေးနိုင်ငံပေါ့ပြီးလုံလိုက်တဲ့အနေထားမှာဟိုမြေလုံးမြေဆန်ပြူသွားတဲ့အနေထားရှိတယ်ဒါထိုင်းဆိုတာရောဒီဗမာဖျက်ဆဲအုပ်စုရောပေါ့လေနော်โอเคกูสตีเวนไซโอครับเนี่ยเราดีตะคอกโหเมี้ยนต้องแตกหลุดไอ้จองก็ดีจ้าဖြန့်ကောင်းဆောင်ပေါ့เนาะရှီကျင်ကျန်းဒါရှီကျင်ကျန်းကထိုင်းရဖန်းစီထားတယ်အခုဖန်းစီထားတာနှစ်နှစ်ကျော်လာတဲ့ခါမှာတရုတ်ကတောက်လျှောက်တောင်းနေတာအခု တရုတ်ကိုပြန်ပေးဖို့ဒါအခြေခံဥပဒေခုံရုံးကဟိုဟာလက်ခံလိုက်တယ်ပေါ့နော်ထိုင်းရဲ့အခြေခံဥပဒေခုံရုံးကဆိုတော့ဒီဥစ္စာကိုကျွန်တော်အဓိကဆွေးနွေးလိုပါတယ်နော်ဒီရှိကြကြဆိုတာလည်းတည်တဲ့အချိန်ကမ်ဘောဒီးယားမှာတကယ်ကြားဖြတ်လုပ်ငန်းတွေလုပ်တယ်မြန်မာနိုင်ငံမှာဆိုရင်ဒါရွှေကုတ်ကိုတကြောနော်သူ့မျိုးစေ့ချပေးသွားတာပေါ့နော်ဒီရှိကြင်ကြကဆိုအဲ့တုန်းကတော့ဟိုမျိုးသစ်တည်တယ်ဆိုပြီးတော့စီးပွားရေးလုပ်ငန်းတွေလုပ်တယ်ဆိုပြီးသူ့ကိုဝိုင်းပြီးတော့ဖျားတဆူကိုကိုးကွယ်ကြတာပေါ့နော်အဲ့တုန်းကရှိတဲ့အစိုးရအစဟိုအလှူငွေထက်တဲ့အတွက် အာလုံးကတော့ပြုံးပြုံးရွှင်ရွှင်နေအခုတော့တကယ်ရာဇဝတ်သားကြီးဖြစ်နေတာပေါ့လေနော်ဆိုတော့သူ့ကိုပြန်ပို့မဲ့ကိစ္စကိုအဓိကဆွေးနွေးလိုတယ်ဒါပေမဲ့လက်ရှိမှာအခုအဲ့ဒီပြန်ပို့မဲ့ဆိုတဲ့တင်းချောင်းပေါ့နော်အခုမကြသေးခင်ကမြန်မာစစ်တပ်နဲ့ဒီ BGF နဲ့ပေါင်းပြီးတော့ဒီ KK ပတ်ပေါ့နော် KK ပတ်မှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုသူဝင်စီးတယ်ဆိုတော့အားလုံးလည်းတီးပြီးဟိုးလေးတကြောဖြစ်သွားတာစစ်တပ်ကိုယ်တိုင်စီးတယ်ဆိုတော့လေအ ဆိုတော့ဒါနဲ့ဘယ်လိုဆက်ဆက်မှုရှိလဲဆိုတာကျွန်တော်သိချင်တယ်အဲ့တော့ပထမဆုံးအနေနဲ့ KK ဘက်ကိုစစ်တပ်ကထူးထူးခြားခြားဝင်စည်းတာပေါ့နော်ရွှေကုတ်ကိုကြော်ပြီးတော့အဲ့ဒီဝင်စည်းလာနဲ့ပတ်သက်ပြီးတော့ကိုစီမင်ဆိုင်ကိုဘယ်လိုမြင်လဲဗျကိုစီဆိုင်ကဒီထိုင်းနိုင်ငံရေးနဲ့ပတ်သက်ပြီးလဲကျွမ်းကျင်တယ်နောက်ဒီကြားဖြတ်ကိစ္စတွေလည်းအထူးတလဲလေ့လာထားသူဆိုတော့လေဘယ်လိုများသုံးသက်လဲဗျစစ်တပ်ကအခုလိုဝင်စည်းတဲ့ပုံမှာဒီဟာကဒီတရင်နဲ့ပတ်သက်ပြီးရကျွန်တော်တီထောက်ရတယ်လို့ပြောရမယ်ဆိုရင် ဗမာနိုင်ငံမဟာလစေအုပ်စုလိုမျိုးပေါ့လေနော်အကြီးအကျယ်ထိလန့်မှုရှိတယ်လို့ပြောလို့ရတယ်ဒါကြောင့်ကျူဝင်းကကွဲတာသူတို့တွေကကွဲတယ်ဘာကြောင့်အဲ့လိုဖြစ်ရလဲဘာကြောင့်စီးရလဲဆိုတဲ့အကြောင်းရင်းကိုပြန်ပြီးလိုက်ရရင်အခြေခံအကြောင်းရင်းကိုလိုက်ရရင်ဒီအမေရိကန်ရဲ့အဲ့ဒီဗန်ဒရီဝန်ကြီးဌာနရဲ့ဆန်ကဘီလီယာဒက်ကာပေးစုမှုအနေပြီးစားတယ်လို့ပြောလို့ရတယ်ဒီကမ်ဘောဒီးယားမှာအခြေဆိုင်တဲ့ဒီစကင်လုပ်ငန်းတွေကိုအဓိကလုပ်နေတဲ့လူစီကဒီသိတာ ဒီလူလဲလူငယ်ပဲအဲ့ဒါလဲတရုတ်ပဲသူနောက်မှလည်းရှိရှိချင်းလျံခေါ်နေတယ်ဆိုတော့အဲ့ဒီလူကလက်ကမ်ဘောဒီးယားဝန်ကြီးချုပ်အကြံပေးအဲ့တော့အဲ့ဒီလူတွေကဒီထိုက်ဆိုးရနဲ့လဲဆက်ဆံမှုကရှိတဲ့ပြီးရင် tax စီးတဲ့လေရင်တွေ tax ရဲ့ပိုက်ဆိုင်မှုတွေကိုလဲအဲ့ဒီလူကနေပြီးအကုန်လုံးပွဲဆက်လုပ်ပြီး free ပေးထားတာတွေရှိတဲ့အဲ့လိုမျိုးဆက်ဆံမှုတွေကအကုန်လုံးရှိနေတဲ့အခါကျ regional ကုလုံးမှာဆက်ဆံမှုရှိနေတဲ့အခါကျတော့အစုအဝေးတွေဖေလဲလာတော့မယ်ဆိုတာပြီးတဲ့ ပေါ့လေနော်အဓိကကတော့ကမ်ဘောဒီးယားအစိုးရနေနေဖို့ပေါ့လေနော်ပါတလို့ဒီဒီပမာနဲ့ဆံပေါ့လေနော်ပမာပီချဲပေါ့လေနော်ရွှေကုတ်ကိုအဲ့လိုဒီမျိုးဖေကအာလူတွေလည်းပါတယ်အဲ့ဒီရခကြတော့အပိပြန်ကြိုက်တွေ့တော့မဲ့ဆိုတော့ကိုဒီဒေဆိုင်ရအစိုးရတွေပေါ့လေနော်ပမာအဆယ်ဥစုရောထိုက်ဖေရရောကမ်ဘောဒီးယားရောသူတို့ကတိတိကျကျတီးတဲ့အနေအထားမျိုးရှိတယ်ပေါ့လေနော် ထူးခြားတာတစ်ခုကဘာလဲဆိုတော့ဒီထိုင်းကမ်ဘောဒီးယားပေါ့အဲ့ဒီရှာမရှိတဲ့စကင်သမားတွေနေနေတာအဓိကကထိုင်းနဲ့တရုတ်နဲ့ပေါင်းပြီးရလောက်တော့ဆိုတော့အခုကအဲ့လိုမဟုတ်ပဲနဲ့တရုတ်ကလောက်အောင်မပါတော့ဘဲနဲ့အဲ့ဒီအဲ့ဒီဆက်ဆက်ရေးမှာပေါ့လေနော်အင်္ဂလန်ပါတယ်အမေရိကန်ပါတယ်တောင်ကိုရီးယားပါတယ်ထိုင်းပါတယ်ပေါ့လေနော်အဲ့ဒီလေးနိုင်ငံပေါင်းပြီးလှုပ်လိုက်တဲ့အနေထားမှာအာတကယ်ကြိုက်တော့မှဆိုတဲ့အတွေ့နဲ့တော်တော်ကို ဟိုမြေလုံးမြေဆန်ပြူသွားတဲ့အနေထားရှိတဲ့ဒါထိုင်းဆိုတာရောဒီဗမာဖျက်ဆဲဥစုရောပေါ့လေနော်ဒါကြောင့်အဲ့ဒါတွေကိုမကာကွယ်လို့မရတော့ဘူးဆိုတဲ့အခြေအနေနောက်တစ်ချက်ရပေါ့လဲဆိုတော့ trend ကိုတိုင်ကအခုလုံမဲ့ဒီ ASEAN စီဝေးကိုလာမှာဟုတ်ဒီ region နဲ့တခုလုံးအကျိုးတရားမှုရှိတော့မယ်ပေါ့လေနော်ဒီ Asia ဟုတ်ပြီအဲ့တော့အမေရိကန်ကိုယ်တိုင်ပါလာပြီးတော့ဂိုင်တော့ပဲပေါ့နော်အခုက15ဘီလီယံမှသူကသိမ်းလိုက်ပြီစသဖြင့်ဒီလိုမျိုးဆောင်ရွက်ပြီးဆိုတော့ Interpol နဲ့ဆိုတော့ဒါဒီအတွက်အလုတ်ပြတယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာတခုကျွန်ကြားဖြတ်ဟိုသိကျင်တာကအခုက KK ဘက်ကိုလှုပ်တယ် KK ဘက်ကိုလှုပ်ပြီးတော့ဒီဒီစစ်တပ်ပြောခွင့်ကဗိုလ်ချုပ်ဆိုမင်းတို့ကဘာပြောလဲဆိုတော့ဒါက KNU ထိန်းချုပ်ထားတာပေါ့နော် KNU ထိန်းချုပ်သူတို့ဒီလုပ်ငန်းတွေမှာပါဝင်ပတ်သက်နေဆိုပြီးလုံးဝ KNU ထိုးချသွားတာကိုလည်းကျွန်တော်တွေ့ရတယ် နော်ဆိုတော့တစ်ချက်ကုန်တစ်ချက်ပြတ်ပုံစံပေါ့နော် KNU ပါသူကလုံးဝဟိုတရက်ခံပုံစံမျိုးပြောသွားတယ်ဆိုတော့အဲအဲ့ဒီပုံမှာဘယ်လိုမြင်လဲဒါသူကတစ်ချက်ကုန်တစ်ချက်ပြတ်လုတ်တယ်ဆိုရင်မှန်မလားဒီဒီစစ်တပ်လုတ်တဲ့ပုံကအမှန်နဲ့မှန်နဲ့ဗျဟိုတစ်ချက်ကုန်နှချေးမပြန်ဘဲနဲ့တုတ်ချင်တော့ပြန်တယ်လို့ပြောလို့ရတယ်ဒါကလွတ်လွတ်လပ်လပ်တည်င်းအကြောင်းအရာလို့လည်းပြောလို့ရတယ်လွတ်လွတ်လပ်လပ်ဆိုတာမနေရာမှာရတဲ့အခြေအနေပေါ့လीနော်နည်းနည်း ထိုင်းဖေကရတဲ့ information ကိုပြောရမယ်ဆိုတော့အဲ့ဒါပါလဲဆိုတော့သူကဟုတ်တယ်ဒီ KK ပါတွေရှိတယ်တခြားနေရာတွေရှိတယ်မလုံပဲနဲ့ဒီ skin လုံးနေတော့ဒီဂွင်လုံးပဲလေမြောက်ဒီဘက်ဆောင်နဲ့ဆက်တခြားလုံးမှရှိတဲ့အာ data တွေကနိမိလုံးတော့ဘာကြောင့်အဲ့ဒီတနေရာတွေ level လဲဆိုတော့ဟိုအရောက်ပြလုံးတော့ဒါကတကယ်စရိတ်အမှန်နဲ့ဟိုပြုခွဲတာချိမုတ်တာမဟုတ်ဘူးအဲ့ဒီမှာဒီမာလာစေအုပ်စုနဲ့စောချေသူနဲ့ညီပြီးရင် အာဝင့်တင်နဲ့ညီးပြီးရင်အဲ့ဒီ KK ပေါ့သူတို့ကဖြုတ်ခွဲတာအရောက်ပြပါလို့နော်အဲ့ဒီမှာအဲ့ဒီနေထားမှာတိုင်းရင်းသားအင်အားစုတွေဖေကိုဒီတရုတ်ကပုတ်အုံးမဲ့ဆိုရင်လက်ဒီလောက်ကိုက်သင်ခန်းစာတစ်ဆင့်တစ်ဆင့်ခုနှစ်သင်ခန်းစာကိုယူပြီးရဲ့အချိန်အတူတွင်းမှာပြုတ်ကြသွားနိုင်တယ်မာလာဆေအုပ်စုကအဲ့ဒီအခါကျတော့မာလာဆေအုပ်စုဖေကလက်တရုတ်ကမထောက်ပံ့မိဖို့အရေးကြီးက သူအရင်လုတ်ပြဖို့လို့တယ်အဲ့ဒီအနေထားမျိုးမှာ KK ပါလို့မျိုးတွားပြီးရဘုံကျဲတာတွေဖြူခွဲတာတွေလုပ်တယ်အဲ့ဒီနေရာတွေဒီ KNU ကကြီးစိုးထားတယ်တခြား KNU ကအချို့မြန်ရာနေတယ် KNU ဒီဒီစကင်သမားတွေဖြစ်တဲ့ဆိုတဲ့ဟာကိုသူက ိုင်ငံတကာကသူကပုံဖော်ချင်တယ်အခု trend လဲ HR HR စီဝေးလာမယ်ဆိုတော့အဲ့ဒါတွေမျိုးကသူကချစ်ချစ်ပြောမယ်ဆိုရင်အကွဲကျုံမြင်ပြီးတော့လှုပ်ရှားလိုက်တဲ့အနေအထားပေါ့လေနော်အကွဲကျုံမမြင်တာကျွန်တော်တို့တွန်လိုင်းရင်အောက်စုတွေဖေးရပဲအကွဲမမြင်တဲ့အနေအထားအဲ့လိုမျိုးဖြစ်သွားတာအဓိကဇလန်ကအဲ့ဒါပဲအဲ့ဒီတော့သူကပါလဲဆိုတော့အဲ့ဒီမှာထိုးချလိုက်တဲ့ gain ယူပါတယ်ဆိုတော့တကယ်တမ်းကမဟုတ်ဘူး gain ယူကသူရသေး the yate yathai da ho ngwe chi thap ban mu ko do soe che tu lo si ya ni a na che do ya yi ya ma bo da ga bdu ma nyin lo mi ya de kaisa le ko lu myu chin le tu le pi yin na mi chin le sin san ni de ka cha lo a da dia shi me a da pyan ta na mi da ba me kyu ko pou cha che so knu ga a la ho ne chi bi ye ton lai yi lan cha ma ya ti la da a lu myu ne do tu lo na ma pye a khan ma ma ho bu ko le no ba so pi tu le thau khan mu le ya ti la ne pao 69 sa ba ma ဒီ skin တွေဘာသိလာတာမှလိမ့်လဲတာတွေဘာသိလာတာမှမဟုတ်တော့ဘူးအခုလိမ့်လဲတာတွေဘာသိလာတာကဒီ search သူတို့ BG app ဆိုတဲ့အဲ့လိုမျိုးဒီပေါ်လာမှသူတို့ကဒီမာလာရဲ့ထောက်ပံ့မှုနဲ့အကုတ်လုံးလို့တာလေဆိုအဲ့လိုနေတာမျိုးဖြစ်တာပေါ့ဟုတ်ပြီအဲ့တော့အခုက KK ပတ်ပေါ်တကယ်တမ်းတော့အခုကျွန်တော်တို့သိတယ်အားလုံးလည်းသိပါတယ်မြောက်ရီမြို့ထဲမှာဟိုဒီကြားဖြန့်ယုံနေရှိတယ်ပြင်းဒီ gate တွေတောင်ရင်မှာ gate ဘာ gate ညာ gate ဆိုပြီးလဲတန်းစီပြီးရှိတယ်ပြင်းရွှေကုတ်ကိုတကြောမှာလဲအခုက ရှိတော့မဲ့လို့ပြောတယ်ဟိုပျောက်သွားတာမဟုတ်အရင်တကာဟိုလှုပ်ပြီးတော့လဲနောက်ကြောက်ခတ်မှလည်းဒီလိုပဲပြန် run နေတယ်အားလုံးကတော့ဟိုတည်င်းရတိနေကြတယ်ဆိုတော့စစ်တပ်နဲ့ဒီ BGF တက်ကသူတို့အစီအစဉ်ကဘယ်လောက်ထိဖြစ်နိုင်မလဲဒီလောက်နဲ့ရက်သွားနိုင်လားဒါမို့ခုနလိုအယောင်ပြတာပဲဖြစ်ဖြစ်တကယ်ဟိုအမေရိကန်ကိုကြောက်လို့ပဲဖြစ်ဖြစ်အကုန်လုံးကိုရှင်းနိုင်လားအခုလိုပုံစံမျိုးပေါ့ဝင်စီးတဲ့ပုံစံမျိုးကိုကိုစီမဆောက်ဘယ်လိုမြင်လဲသူတို့ဘယ်လောက်ထိလက်ရှိတုတ်တန်ရောက်တလောက် လေရှိရထားတဲ့တည်င်းတွေလောက်ကတော့လောက်အပြတ်တန့်ဟိုကုတ်သွားရှင်းမယ်အနေထားမရှိဘူးရှင်းလည်းမရှိဘူးပေါ့လေနော်ရှင်းလို့လည်းမနိုင်ဘူးပေါ့ဆိုတော့အဓိကအရောက်ပြားသူတို့ကောက်ွယ်တွေးတယ်မို့လားငါတို့နေနေနေတယ်ဒီ skin တွေကိုငါတို့လင်းမခံဘူးဆိုတဲ့ဟာကိုနိုင်ငံတကာနဲ့အိမ်ကြီးချင်းနိုင်ငံတွေကမြင်အောင်လို့ချင်တယ်မြင်စီချင်တယ်အထရန်လာတယ် အဲ့ဒါတွေးစစ်ချင်တယ်။ဘာလို့ဆို track ကလည်းတစောထိုးသမားဆိုတော့မာလာလည်းတော်တော်စိုးနေတဲ့အနေထားရှိတယ်။ဘာလို့ဆို Venezuela ဖေကိုဒီ temporary Laura ပြီးတဲ့ဆိုရင်ဒီဟိုဘုတ်တွေချပြီးရတာရရှင်းပြလိုက်တာတွေရှိတယ်။ဆိုတော့အဲ့လိုအနေထားမျိုးမှာဒီရှေတာအော်ရှာဖေကိုကျွန်တော်တို့ဖေးဖို့လေနော်တရုတ်ကိုကပ်ဖို့အတွက် American ကခုပြင်လာတဲ့အနေထားမှာသူတို့မှလည်းအဆိုးရဖြစ်တဲ့ဆိုတော့အခါကျတော့သူတို့မှပို့ပြီးအချိန်ဆတဲ့တည်င်းနေ ရနိုင်တယ်အဲ့ဒီဟာကိုတော်တော်စုပ်ရိပ်တဲ့အနေအထားမျိုးမှရှိတယ်ဘာလို့လဲတရုတ်မှုဒီအာယုတ်ကြီးရတာမရှိဘူးအဲ့တော့ trend ကဒီ channel ကိုပို့ over ရင်ပတ်ဖို့လိုက်မလားဆိုတော့စုပ်ရိပ်မှုနဲ့အာဘာကြောင့်ပတ်ဖို့ trend ကိုအဲ့လိုမျိုးအာဒီမိုကရေစီရေးတွေ human right တွေကိုပြောလို့ရတော့သူကပြူဆိုင်တာမဟုတ်ဘူးဒါပေမဲ့အခု trend က attention ရနိုင်တာကဒီကိစ္စပဲရှိတဲ့ပြီးအမေရိကန်အစိုးရကလည်းတရားဝင်ဆန်ကားဘီလီယံလောလောလတ်လတ်ပိတ်လိုက်တဲ့အခါကျတော့ဟာလောက် အမေရိကန်ကကြိုက်တော့မှပဲငါတို့ထီတော့မှပဲဆိုတော့စုရိတ်စရာဟိုရှင်းရှင်းပြောမယ်ဆိုရင်ငယ်ထေရောက်သွားတယ်ပေါ့ဗျအဲ့ဒီအနေထားမှာကြိုပြီးတော့ကောက်ွယ်တယ်အနေထားဖြစ်သွားတာပဲအဲ့ဒီခါကျတော့ဒီဟာကုန်နိုင်လားဆိုတော့မကုန်နိုင်ဘူးမရှင်းလဲမရှင်းနိုင်ဘူးဘာကြောင့်လဲဆိုတော့ဒါမာအလာဆေအုစုရဲ့အသေးရှုပေါ့အာတခုဖြေတဲ့ပေါ့လေနော်ဒီနိုင်ငံတကာဆက်ရှိတွေလုံထားတဲ့ခါကျတော့သူတို့မှတော်တော်ကိုဟို limit ရှိအကန့်အသတ်ရှိတဲ့ပေါ့လေနော်အဲ့ဒီဟာကလည်း ဒီဆော့ချက်သူတို့ရှော့ပေးနေတာအမျော်ကြီးအချို့တရားမှုရှိတဲ့ခါကျတော့လောက်ဟိုနေနေလို့မကုံနိုင်ဘူးပေါ့လေနော်အဲ့လိုမျိုးထားအရှိတယ်ဟုတ်ပြီမကုံနိုင်ဘူးဆိုဒီနေရာမှာမေးစရာတစ်ခုရှိလာတာကတရုတ်ပေါ့တရုတ်ကကျွန်တော်ကိုကန့်ဒေတာကကြားဖြန့်ကြတော့သူကအဲ့ဒီမှာရှိတဲ့တိုင်းရင်းသားတွေကိုမီးစိမ်းပြလိုက်ပြီးတော့မြေပါလှန်ပလိုက်တာနော်ကိုရှင်းပြီးရင် ဒီတရားခန်းလေးပါအကုန်သူခေါ်ပြီးတော့တောင်းပြီးတော့သူတချို့ဆိုသေးတယ်မှာပေးပြတာပေါ့နော်အဲ့လောက်တိကိုသူကြမ်းကြမ်းတက်တက်ကိုကင်တွယ်ပလိုက်တယ်လို့ကျွန်တော်တို့ဒါမြဝါထင်နေပြီးခဲ့တဲ့နှစ်ပိုင်းအတွေ့ရတယ်အခုဒီဒီရှီချင်းကြမ်းတာဒါတူတူပဲဒီမှာမျိုးစစ်လာချသွားတာရွှေကုတ်ကိုတောင်းလျှောက်ကရင်ပြည်နယ်မှာအခုဆိုဒါလုံးဝပြန့်နေပြီကင်စာလို့ဆိုကမ်ဘောဒီးယားလည်းသူပဲပါတယ်ကမ်ဘောဒီးယားလည်းသူပဲဆိုတော့ကမ်ဘောဒီးယားမှာလည်းဒါရှင်းတာပဲတရုတ်က အခုဒီထိုင်းနယ်စပ်ကြတော့သူ့ရဲ့ကင်တွေပေါ်မှာဟိုကိုစတဲ့တွေလွတ်တယ်လာဆောက်ကြည့်တယ်ဟိုလူတွေကိုလာကြည့်တယ်သူတရုတ်တွေကိုခေါ်ဝါပေးတယ်သူသူ့လူတွေကိုပြန်ခေါ်တယ်ဒီလိုမျိုးတော့လုပ်တယ်ဒါပေမဲ့ခုနအမြင့်ဖြတ်အောင်ပုံစံမျိုးပေါ့နော်ကြမ်းကြမ်းတမ်းတမ်းကင်ဖို့ဆိုတဲ့အလားအလာတရုတ်ကမတွေ့ရအောင်ထိုင်းဘက်မှာဆိုအဲ့ဒါက तू อ่ะဟိုစစ်ကောင်စီနဲ့လဲ तू อ่ะစစ်ကောင်စီလဲ तू อ่ะပက်ကင်ပေးထားတယ်ရွေးကောက်ပွဲပါညာနဲ့ तू ကြိုးစီပွားအတွက်ဆိုတော့အဲ့ဒါတွေလဲပါမလားပေါ့နော်စဉ်းစားတာဒါမှမဟုတ် ဟိုမှာကြတော့လေသူစစ်ကောင်စီကိုထဲမတွက်ဘူးလောက်ကင်မှာကြတော့ဆိုဒီဘက်မှာကြတော့သူဘလို့ကစားလဲဆိုတာတရုတ်ကစဉ်းစားချက်ပေါ့နော်ကိုကိုစီမံဆိုင်ကိုဘလို့မျိုးမြင်လဲဗျတရုတ်မှနည်းနည်းဟိုသူရှင်းသွားတယ်လို့ပြောလို့ရတဲ့ဟိုဟာမျိုးကြိုက်တွေ့မှုနည်းနည်းဟိုနိုင်ရှင်မယ်ဆိုရင်လောက်ကင်နဲ့နိုင်ရှင်မယ်ဆိုရင်သူရဲ့ကြိုက်တွေ့မှုကရောနေသွားတယ်အနေသွားတယ်လို့ပြောလို့ရတယ်ဒါနိုင်ရှင်ပြောတာပေါ့နော် အဲ့ဒါကြီးရချင်ဘာကြောင့်အဲ့လိုဖြစ်လဲဆိုတော့ဒါလက်စဉ်းစားစရာတကူဖြစ်တယ်မိဂောတကူဖြစ်တယ်မို့လို့နော်အကျွန်တော်တီထရသလောက်ကအရင်ကဒီလောက်ခိုင်မဖြစ်ခဲ့ကိစ္စတော့တရုတ်နိုင်ငံသားတွေအမျော်ကြီးအာထီးတယ်ပေါ့လေနော်အထူးသဖြင့်သူရဲ့ထောင်းလိုက်တပ်ဖွဲ့တွေကိုတပ်ဖွဲ့ဖွဲ့တွေကိုအသက်ခံရတဲ့ကိစ္စမှလည်းတော့ကြီးချေဖြစ်သွားတဲ့အနေထားလဲဒါလည်းတစိမ့်တစ်တစ်သားပေါ့လေနော်အဲ့တော့အဲ့ဒီနောက်ပိုင်းမှာဒီလောက်ခိုင်ကိစ္စနောက်ပိုင်းမှာသူတို့တရုတ်နိုင်ငံသားတွေကိုပဲဖမ်းတာတွေ ြေပေးတာတွေဟိုထောက်တန်းနေ20 36ရက်တွေသိတယ်ပြီးတော့ဒီလဲရှိတယ်အဲ့တော့နောက်ပိုင်းမှာဘလို့ဖြစ်သွားလဲဆိုဒီလောက်ကရလူတွေရောဗမာပြည်မှာရှိတဲ့ဒီစကင်သမားတွေရောကမ်ဘောဒီးယားပြည်ကပျောက်သွားကြတယ်ရွှေသွားကြတယ်အဲ့တော့ကမ်ဘောဒီးယားမှာရှိတဲ့စကင်သမားတွေကတရုတ်တွေပဲအဲ့တော့တရုတ်တွေကဘာလုပ်လဲဆိုတော့ဒီကန့်ရကားတွေကโอเคငါတို့တရုတ်နိုင်ငံသားတွေကိုဥတီမထားတော့ဘူးမလိတ်တော့ဘူးပေါ့ဗျာအမေရိကန်တွေကိုလိတ်ပြန် နိုင်ငံတကာပေါ့လေเนาะနိုင်ငံတကာကိုထုတ်ချပြီးအမေရိကန်ကိုလိမ့်မယ်ဆိုတဲ့ဟောမျိုးဒါကြောင့်တကယ်တကယ်တည်းကကျွန်တော်တို့ဒီနိုင်ငံရေးသမားတွေတော်လိုက်အင်အားစုတွေတော်တော်တကယ်တည်းကတည်တည်ချာချာတွေးသေးတယ်ပြီးရင်တည်တည်ချာချာသူပြည်နာလုပ်သေးတယ်အဲ့ဒါကျွန်တော်မြင်တာလေတကယ်ကိုလုပ်သေးတာကနေဆိုင်မှုအများကြီးရှိတယ်ဆိုတော့အဲ့လိုမျိုးပုံစံတွေကိုခုနစကင်သမားတွေကအကောက်ထက်ပေါ်လာတယ် ဒါကြောင့်တာဂက်ကတရုတ်မဟုတ်တော့ဘူးနိုင်ငံတကာတရုတ်မဟုတ်တော့ဘူးတရုတ်မဟုတ်တော့ဘူးပြီးရင်ဒီအာရှအိန္ဒိချင်းအဆိုရနေတာပတ်သေးတဲ့အုပ်စုလေသူတို့ကတာဂက်မထားတော့ဘဲနဲ့ဒီအနောက်နိုင်ငံကိုတာဂက်ထားတော့တယ်အနောက်နိုင်ငံအခုပြည်ဒီအမေရိကန်အင်္ဂလန်လိုဟာမျိုးပေါ်ချမ်းသာတဲ့နိုင်ငံတွေကိုတာဂက်ထားတယ်ဒါကြောင့်ခုနကဒီအမေရိကန်နိုင်ငံထဲမှာဒီနေ့ထဲမှာအစင်းသားကြီးလေးဒါပန်းတထောင်အမေရိကန်ဒေါ်လာပန်းတထောင်ဆိုတဲ့ကိစ္စနဲ့တော့မဟုတ်ဘူးကျွန်တော်လေးကားတာအလင်းကားတာ အလိတ်ခံရတာဒီထိုင်းနဲ့ထိုင်းကမ်ဘောဒီးယားနဲ့ဇာထိုင်းဘမနဲ့ဇာမရှိတဲ့ငွေလေခိုင်းရတာနေပြောအမေရိကန်ဒေါ်လာဖန်တာဖောင်းဟုတ်တယ်ဖန်တာဖောင်းတော့တမန်တောင်မဟုတ်ဘူးနော်အလိတ်ခံရတဲ့အမေရိကန်နိုင်ငံအတွင်းကဆိုပြီးရင်ဗန္ဒာယုဘုတ်ကြီးထောင်တော်ထုတ်ပြန်တယ်ဒါတရားဝင်ထုတ်ပြန်တဲ့စီးရင်ဒါပေမဲ့ every year ထုတ်ပြန်တာဖန်တာဖောင်း9000 19 billion ပေါ့ဗျာဖန်တာဖောင်း9000 အမေရိကန်နိုင်ငံအတွေ့အော2024မှာအလိတ်ခံရတဲ့အဲ့ဒီလိတ်ခံရတဲ့ဆိုတော့လိတ်တဲ့လူတွေကဘယ်အားလဲဘယ်သူတွေလဲဆိုတဲ့ခြေရောက်ခံလိုက်တော့ဒီထိုက်ဗမာနယ်စပ်ထိုက်ကမ်ဘောဒီးယားနယ်စပ်မှာအခြေဆိုင်တဲ့တရုတ်ဒိုင်းတွေဖြစ်တဲ့တရုတ်တွေဖြစ်တဲ့ဆိုတော့ကိုခြေရောက်ခံတယ်အဲ့ဒါခြေရောက်ခံမိတော့ကိုအဲ့ဒါကြောင့်ကုနာကဒီကမ်ဘောဒီးယား အစိုးရရောထိုင်းအစိုးရရောမဟာလာဆဲအစိုးရမြေလုံးပြူပြီးဟာငါတို့စီကိုလဲလာတော့မယ်ဆိုတဲ့အနေထားမျိုးမှာဒုက္ခတွေရောက်ကြတာဆိုတော့အဲ့လိုအနေထားမျိုးဖြစ်သွားတာအဲ့တော့ခုနတရုတ်ကခုနလိုလောက်ကင်လိုမကြမ်းတော့တာသူ့ဘက်ကမလှဲ့တော့လို့ပေါ့အဲဆိုတော့ဟုတ်တယ်ဟုတ်တယ်သူတို့ရဲ့ policy ကဘာလဲဆိုတော့ okay ငါငါတို့နိုင်ငံသားတွေငါတို့မလှဲ့တော့ဘူး ငါအနောက်နိုင်ငံသားတွေလိမ့်မယ်ဆိုတော့အဲ့ဒီမှာနိုင်ငံရေးနဲ့ဘယ်လိုဆင်ဆာလဲဆိုတော့တရုတ်နဲ့အမေရိကန်နဲ့ထိတ်တန့်ရေးဆိုင်နေကြပြိုင်ဆိုင်မှုစီးပွားရေးရကုန်သွယ်မှုရအမျိုးမျိုးပြိုင်ဆိုင်မှုနှီးပညာရပြိုင်ဆိုင်မှုဖြစ်နေတဲ့အခါကျတော့တရုတ်အစိုးရကိုပို့ပြီးအထောက်အပံ့ဖြစ်စေတယ်လေဆိုတော့အဲ့အဲ့ဒါကြောင့်တရုတ်ကလည်းဒီကိစ္စမှာရှော့ရှော့လေးနဲ့နေတဲ့အနေအထားမျိုးရှိတယ် ဟုတ်ပြီအဲ့တော့ကျွန်တော်တို့နှစ်ပိုင်းပေါ့သုံးပိုင်းလောက်ကျွန်တော်တို့သုံးသက်ပြီးပြီအဲ့တော့နောက်နောက်တစ်ပိုင်းကျွန်တော်သိကျင်တာကအခုရှီချင်ချန်းကိုသူတို့တရားခံလွှဲပေးတော့မတရားကိုလွှဲပေးလိုက်ရင်ရှီချင်ချန်းဒီဒါဗမာပြည်မှာမျိုးစစ်ချပေးတယ်ရွှေကုတ်ကမှာပြီးရင်ဗမာအစိုးရအနေနဲ့ရောဒီ BGF တို့နဲ့ရောသူကတကယ်ကိုသူကအကူအညီတွေအများကြီးပေးတယ်ပတ်စံတွေလည်းမတရားပေးတယ်သဘောမျိုးပေါ့နော်သူဟိုမှာအဖမ်းခံတော့ရွှေကုတ်ကမှာသူ့ကိုဟိုဘာလဲဆူတောင်းပွဲပိုင်းတော့လောက်တာလေ ဆိုတော့အများကြီးဆက်ဆက်နေတာပေါ့လေဗမာပြည်နဲ့ပတ်သက်ရင်ဆိုတော့တကယ်လို့တရုတ်ကိုလွှဲလိုက်ရင်တရုတ်လက်ထဲရောက်သွားလို့အမှုကိုစစ်ပြီးဆိုရင်ဗမာပြည်နဲ့ပတ်သက်ပြီးတော့ကဟိုဗမာဆိုးရအောင်ပေါ့နော်စစ်ဆိုးရအောင် BGF ကစသည်သူတို့ရောတစုံတရာရက်ခတ်လာနိုင်လားရက်ခတ်လာနိုင်တော့ပေါ့အကုတ်အကုတ်ဖုံးမှာပဲလေဟိုလူကလည်းဒါပေမဲ့ဒီလူကလည်းရှင်ချင်းချမ်းကလည်းသူကတရုတ်ရောက်ရဲ့သူသေတံပိတ်ခံဆိုတော့တိကျပြီးတယ်ဒါထိုင်း အာရဲ့ရရှိတီးရရလူတိုင်းပေါ့လေနော်အဲ့လိုသီးတယ်သူတို့ခေါ်တယ်ဆိုတော့လည်းရှင်းရှင်းပြောမယ်ဆိုတော့ note ပိတ်ဖို့ပေါ့လေနော်အဲ့လိုနေတာမျိုးပါကြအဲ့လို note ပဲသူကဒီခေါ်တော့ဒီမြဝတိအဒီရွှေကုတ်ကိုမြူသေးတီတာတွေဘာတွေရအကုန်လောက်ဟာဒါကဒီဒီဥသမတာရှိခြင်းဖင်းရဲ့ဒီ BRI စီမံကိန်းရဲ့စစ်ဆန်မှုဒစိတပိုက်ဖြစ်တဲ့ဆိုတာဟောက်ကိုသူကနောက်ဆုံးမှသူကဖော်လာတာလေပြီးရင်သူကဒီအမျိုးထားဒီဥနိုင်ငံအာအမျိုးသားလုံခြုံရေးဝန်ကြီးဌာနရဲ့ တွေ့ तू ကတရှုပ်လုပေးနေရတယ်ဆိုတဲ့ဟာတွေ तू ကဖော်တဲ့ခါကျတော့ဒီတေမကလေးနေတဲ့ဟာတွေရှိသေးတယ်လေ तू ဖော်တဲ့တရေထမ်းမှာဘာလို့အယ်ဂျာစီယာတရေထမ်းတော့ तू ကထောင်ထဲဘန်ကအချင်းထောင်ထဲမှာ तू ထောက်ကြနေတဲ့အချိန်မှာခုနက तू ကိုရှင်းနေလိုက်ပေးတဲ့ဥပဒေကျိုးစာဖွဲ့ရဲ့အစီအစဉ်နဲ့ပေါ့လေနော်တောင်းဆိုမှုနဲ့ဒီအယ်ဂျာစီယာတရေထမ်းတော့ထောင်ထဲဝင်ပြီးတော့ तू နဲ့အင်တာဗျူးလုပ်တဲ့လုပ်လုပ်ခဲ့တော့အဲ့တော့ထုံလွှဲတာလေဆိုတော့အဲ့လိုတွေတော့အမျိုးရှိတော့တရားဝင်လဲတော်တော်တင်းသွားတာပေါ့သူရဲ့တရှုလူကဖော်တာ PhD ဒီ BRI စီမံကိန်းဒစိမ့်တိတိတော်ဖြစ်တဲ့မြောက်ဝတီဆိုတော့အဲ့တော့ဒီရုပ်ရက်ခြေလမ်းကိုလေနော်နိုင်ငံတကာမှာဘလောက်ထိဟိုချက်ထွင်းနေပြီလဲကိုလိုနီလုံးနေတဲ့အနေထားမျိုးလဲဆိုတော့ဖော်ထုတ်လိုက်တဲ့ပုံစံမျိုးဖြစ်သွားတော့တရားဝင်လဲတော်တော်တင်းတော့ပေါ့အစိုးရကလေအဲ့ဒီအခါကျတော့သူ့ကိုမရရအောင်နေနဲ့အာခေါ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့တောက်လျှောက်ဖိအားပေးလာတာပေါ့လေနော်ဒီထိုင်းအစိုးရကိုပေါ့လေနော်အဲ့လိုနေမျိုးခေါ်ရတဲ့တေးတာပြေးမှာပဲသူလည်းအဲ့လိုပြောတယ်လေဆိုတော့အဲ့လိုအနေထားမျိုးရှိတဲ့အခါကျတော့ အလုပ်ကတော့အလုံးမပေးနိုင်တဲ့အနေထားအာမှာရှိတယ်အာဘောလေးနော်အဲ့ဒီတော့ဟိုအနေနဲ့အမြန်ဟိုရောင်းရင်တော့ဒေတာပြေခံရမှာပဲသူ process ကလည်းအခုရေပေါက်60အတွင်းလို့အာပြော့ပေးမဲ့ဒီတင်မကစော်သွားနိုင်တဲ့အနေထားရှိတယ်သူကိုတရုတ်ပြန်ခေါ်မယ်ကိစ္စတရုတ်ကဘယ်လိုမျိုးဟိုသဘောထားပြောင်းလာလဲသူတကယ်လို့ဖော်ရင် ဒီမှာဟိုဆက်ဆက်တဲ့လုပ်ငန်းတွေပေါ်မှာပဲလေပမာပြီးစေဆိုးရနဲ့ရော BGF နဲ့ရောဟိုသဘောထားပြောင်းနိုင်လားဆိုတော့သဘောထားမပြောင်းနိုင်ဘူးဒါပေမဲ့တရုတ်အတွဲပူပြီးတော့အကောင့်တဲ့အထောက်ပံ့ဖြစ်သွားမှချက်လက်မှုပေါ်လေနော်ချက်လက်မှုမှာအရင်ဒီလောက်ကိုက်အုပ်စုကိုဖမ်းလိုက်တော့ခါကတရားရုံးမှာစစ်ချင်းမှာတရုတ်ဘာသာနဲ့ထုံးတာတွေပါတယ်ရှိတဲ့သူထွေးဆုတ်ချေပေါ်လေနော်ဒီမာအလာစစ်အုပ်စုရဲ့ပန်သိမ်းမှုတွေပေါ်သူတို့ဘလောက်ပေးရတဲ့ language ထိုးတယ် ကိစ္စအကျိုးအများကြီးရယူခံစားရတဲ့ဆိုတဲ့ကိစ္စတွေဖော်တယ်လို့မျိုးအဲ့ဒီလူကလည်းသူကအကုတ်ဖော်မှာပဲလေအဲ့ဒါကိုလည်းစိုးရိမ်မှုကတော်တော်ရှိတဲ့ဆိုတော့မာအလာလောက်တဲ့စိုးရိမ်မှုရှိလားဆိုမဟုတ်ဘူးမာလာမဟုတ်ထိုင်းစိုးကလည်းတော်တော်စိုးရိမ်မှုရှိတယ်ကမ်ဘောဒီးယားလည်းအစိုးအစိုးကလည်းအစိုးရိမ်မှုရှိလိမ့်မယ်အဲ့တော့အဲ့လိုမျိုးဖော်တဲ့အတွေ့တရုတ်အတွေ့ကအမြန်ကြီးပဲသူကရှိမယ်ဒီလိုဆိုရပါမှာမလို့ဒီအချင်းလေးတွေကိုကြိုက်ပြီးရင်ပို့ပြီးရဒီသေဆိုင်ရအစိုးရတွေဝကြီးတွေကို လက်ပင်းညီလို့ရသွားမှာမင်းတို့ရဲ့အခြေလေးလေးငါတို့ကရှိတယ်မင်းတို့ငါတို့တောက်လို့ချိတယ်ငါဒီစီမံကိန်းလုပ်ချင်းတယ်ဒီအခွေရေးလုပ်ချင်းတယ်မင်းတို့ရအောင်လုပ်ပေးသူဟိုလူတွေကလည်းသူတို့အတွင်းရေးပေါ်မှာဆိုရတဲ့အခါကျတော့စုရိပ်ပြီးလိုင်းရောတဲ့ပုံစံလေးမျိုးအမြဲဖြစ်သွားလိမ့်မယ်ရှိသွားလိမ့်မယ်အဲ့ဒီအခါကျတော့တရုတ်အစိုးရတွေကအချို့အများကြီးတက်တဲ့ပဲအဲ့တော့ဆုတ်ရှုံးမှုစုရိပ်မှုထိတ်လန့်မှုတွေကဘယ်သူမှမရလို့ဆိုခုနကဒီအာထိုင်းအစိုးရတောက်ဝရှိတဲ့လူတွေရဲ့ရဲ့ရှိကြီးတွေဘာမှမဖေးရဆဲအုပ်စုတွေ ပေါ့လေနော်အဲ့ဒီလူတွေမှာဟိုနိုင်ွယ်ရသွားတာပေါ့လေနော်အဲ့လိုမျိုးဖြစ်သွားမှာအဲ့တော့တခုရှိတာကအခုရှီကျန်ကျန်းကိုဒီနှစ်နှစ်ကျော်ပြီပေါ့ထိုင်းရဖမ်းတာလာသူတို့မှလည်းဒါအင်တာပိုရဲ့ဝရမ်းနဲ့ဖမ်းတယ်လို့သိရတယ်ဆိုတော့သူပြစ်မှုပြစ်ဒဏ်ရထိုင်းမှာပဲဒါကြာခံလို့ရတယ်လीနော်တကယ်လို့တကယ်နိုင်ငံသားအနေနဲ့လည်းသူကကမ္ဘောဒီးယားမှာနိုင်ငံသားယူလိုက်တဲ့အတွက်ပို့မယ်ဆိုရင်ကမ္ဘောဒီးယားကိုလည်းပို့လို့ရတယ် ဒါပေမဲ့နောက်တစ်ခုရှိတာထိုင်းနိုင်ငံဆိုတာအင်မတန်မှရဲဌာနလက်စားတာလေ။သူပတ်စံပေးအကုန်ရတယ်။ဆိုတော့ဒီအချိန်နေအောက်မှာအကူအကအခြေခံဥပဒေခုံရုံးကပို့ဖို့ဆုံးဖြတ်ပေးမယ်လေ။ပို့လို့ရတယ်ပေါ့နော်။ဆုံးဖြတ်ပေးမယ်လေ။အခုအယူခံဝင်လာတယ်တရားရုံးကျိုးဆိုတော့ထိုင်းမှာကူနာအချိန်နေရသူအဲ့လိုမျိုးအချိန်ကိုဆွဲပြီးတော့မပို့ပြအောင်များအဲ့လိုထားနိုင်လား။ဆိုတော့အဲ့အဲ့ဒါနောက်ဆုံးနေနဲ့သုံးသက်သုံးသက်ပေးပါဗျာ။ ဟုတ်ကဲ့ခင်ဗျာအော်ချိတ်ဆွဲပြီးမပိုးနိုင်အောင်ထားနိုင်လားဆိုတော့ချိတ်ဆွဲလို့မရနိုင်တဲ့အနေအထားမျိုးမှရှိတယ်။အာတုံးနေကဲ plants type ကိုလည်းနော်အဲ့ဒီအာအုပ်စုရဲ့ဟိုကြိုက်တွယ်မှုစစ်စစ်ရေးလို့ပဲလွတ်လွတ်ပြောပေါ့ဗျာ not not လွတ်လွတ်အောင်ဆိုရင်အဲ့ဒီစစ်စစ်ရေးမှရှိတဲ့အခါကျတော့တရုတ်ဘေးဖယ်ထားတာအနေအထားမျိုးရှိတော့အဲ့တော့တရုတ်ကလည်းဘေးဖယ်ထားတော့အဲ့ဒီအခွေရေးကိုယူပြီးရအုပ်ချပြီးရထိုင်းဆိုတော့ခီးရပေးပြီးအဲ့ဒီလူမရရအောင်အမြန်နီးနဲ့သူစီကိုခေါ်ဖို့ကိစ္စရှိတယ်။အဲ့ဒါကြောင့် ိုအချိန်ဆွဲလားဆိုဆွဲလို့မရဘူးဆွဲလို့မရနိုင်တဲ့အနေအထားမှရှိတယ်။အဲ့ဒါကိုလည်းကုနာကဒီဖမ်းတဲ့အနေအမှာအဲ့ဒီလူဝင်ဖမ်းတဲ့ရဲဘုချုပ်ကြီးကိုတိုင်ကအဲ့ဒါထုတ်ပြောတာပေါ့လေနော်။ပြီးရင်ဒီအာရဲဌာနထိပ်ပန်းရဲဌာနကြီးတွေရဲ့လမ်းဆောင်မှုဒီလိုမျိုးကိစ္စတွေမှာလောက်ကစားကိစ္စပေါ့နော်အဲ့ဒါဟို call center ပေါ့လေနော်ပြောရမယ်ဆိုရင်ဒီငွေ online ငွေကြေးလိမ့်လည်မှုတွေမှာဒီရဲဘူချုပ်ကြီးတွေရဲ့ပတ်ဝန်းကျင်မှုလည်းခုနရဲ့ဘူချုပ်ကြီးက ေါ်တာအားလုံးပေါ်တာအစိုးရအဖွဲ့ဝင်တွေမှာမပါသေးတဲ့ဆိုတဲ့အားလည်းဘသူဘသူပါလောက်တဲ့ဆိုတာလည်းအားလုံးပေါ်တာဒါပေမဲ့အဲ့ဒီကိစ္စလေးကိုကိုနမယ်ကဟိုမထုတ်သေးဘူးထုတ်လို့လည်းမရသေးဘူးပေါ့လေနော်ဒါပေမဲ့အဲ့ဒီစီးရင်ဒီအလုံးအလုံးကအခုတရားရုပ်ရောင်းနေပြီဒီဟိုဖွဲ့စည်းပုတ်အခြေခံဥပဒေခုံရုပ်လို့နောက်ပြည့်ဒီဟိုလတ်လတ်ဆောင်မှုတိုက်ဖြည်းရေးကော်မရှင်လို့ပေါ့လေနော်အဲ့ဒါတွေအလုံးကိုပို့ထားပြီးမြင်တာအဲ့တော့နောက်ဆက်တွဲတွေလာမယ်အဲ့ဒါတွေဆိုရဲအဲ့ဒါကြောင့်ဟိုထိုင်းအစိုးရကလည်း ဟိုသူ့ကိုအချိန်ဆွဲလို့မရနိုင်တဲ့အနေအထားမျိုးရှိတယ်။ပြီးရင်ဒီယုတ်ကလည်းတောက်ရှောက်ပြေးပေးလာတာအထူးသဖြင့်အဲ့ဒီလူကိုအမြန်ဆုံးနည်းနဲ့သူသူစီကိုဘိုးဘိုးပေါ်လေနော်။ဟုတ်ပြီသူကနိုင်နိုင်ငံသားခံထားတဲ့ကမ်ဘောဒီးယားနိုင်ငံသားလည်းဖြစ်တဲ့အခါကျတော့သူကမ်ဘောဒီးယားပိုးလဲရတာပဲဆိုတဲ့ဟုတ်ပါရှိတယ်။ဒါကြောင့်လည်းကုနာကသူ့ရဲ့အကျိုးဆောင်ကုမ္ပဏီဥပဒေအကျိုးဆောင်ဖွဲ့ရနေပြီးတာဒီ လူခွေရေးကိုရှီတန်းတင်ပြီးအကြောက်ပြောပြီးသူ့ကိုဒီတရုတ်နိုင်ငံကပို့ဖို့ရေးတရုတ်နိုင်ငံကပို့ရေးသေးတယ်ဘိတ်ကန်တီမဲဆိုတော့အတီကျော်ဖြစ်တဲ့အတွက်ကြောင့်ကမ္ဘောဒီးယားကိုပို့ပေးပါဆိုတဲ့ဟာကိုဟိုရှောင်းလွှဲတာပေါ့လေနော်အဲ့ဒါကြောင့်လည်းဒီအမူကနည်းနည်းအတီကျော်နေတယ်အနေထားမျိုးရှိတော့ပေါ့ဒါပေမဲ့ဘာပဲပြောပြောကနကဖမ်းမှာပေါ်တဲ့အဲ့ဒီရဲဘုံချုပ်ကြီးကိုတိုင်ကသူ့ကိုမရရအောင်တရုတ်ရအောင်ပို့ပေးမယ်ပေါ့လေနော်ဘာလို့ဒါမှဒီဟာကြီးအမြင့်ပြန်သွားမယ်ပေါ့ ဟိုကနဆောဆောအမိခံရမိကုတ်ထဲမှာပါတယ်အမြင်ပြန်သွားနိုင်လားဆိုတော့အဲ့ဒီကနဘူချုပ်ကြည့်ရဲ့အာအမြင်သုတ်တန်ချေဒါသူကလည်းပြောတာနော်သူရဲ့အမြင်သူရဲ့သုတ်တန်ချေကဘာလဲဆိုတော့ဒါတကယ်ဒီလူက skin လောက်တဲ့ဟိုလုပ်ငန်းကို business ကိုပထမဆုံးအခြေချတဲ့လူဖြစ်တယ်ဘမထဲမှာနဲ့ဇာမအခြေဆိုင်တလို့ဒီကမ်ဘောဒီးယားမှာအခြေဆိုင်ပြီးရင်ဒီ skin လုပ်ငန်းကလောက်တော့ဒီလူကအဓိကမိတ်ဖြစ်တယ်ဒါကြောင့်ဒီလူကို깟လိုက်နိုင်မှဆိုရင် တော်တော်များများကတားသွားနိုင်တယ်ကုံလောက်ဆိုတော့မကုတ်ဘူးအာမကုတ်ပေမဲ့တော်တော်များများတားသွားနိုင်တဲ့အနေအထားမျိုးရှိတယ်ဒါကြောင့်ဒီလူမရရအောင်ထိုင်အတရုပ်ပုံမဲ့ဆိုပြီးတော့ဒီလူကဆုတ်ပြန်တော့ဗိုလ်ချုပ်ကြီးကုဒ္ဒရာနော်သူကုဒ္ဒရာဖန်တော့သူဝင်ဖန်တော့ဆိုတော့သူကုဒ္ဒရာနေအဲ့ဒါမျိုးနဲ့တောက်လျှောက်ထော်တာဖီရပေးတာတွေလုံးတဲ့ထိုင်ဆိုရောပြောပါလိမ့်နော်ဆိုတော့အာအနေနဲ့အမြန်သူသွားမယ် ဟိုရောသွားမလားရောသွားမယ်ပြေးချရင်ရောသွားမယ်ဘာလို့လဲဆိုတော့နမူနာတွေကဖြင်းနေပြီလေအဲ့လိုလူထားမျိုးမှာရှိတယ်ဟုတ်ကဲ့အဲ့တော့ရှီချင်းချင်းကိုတကယ်လို့ပို့ပစ်သွားတယ်အခုအမေရိကန်လည်းဒီကိစ္စကိုဝင်လာပြီပေါ့နော်ဒီဒီမှာရှိနေတယ်ဆိုတာသိတဲ့အတွက်ဆိုရင်ကျွန်တော်ဗမာပြည်အတွက်တာတည်င်းကောင်းဖြစ်မလားရော့သွားမလားဘယ်လိုမြင်လဲနောက်ဆုံးနေနဲ့ဘယ်လိုမြင်လဲပြောပြပေးပါကောင်းတယ်ပြောရှင်းရှင်းပြောမယ်ဆိုရင်နိုင်ငံရေးဆိုတော့အလုပ်ကကစားနေတာဟိုဟိုကြာကြာထိုးတယ်လို့ပဲစက်တီးရထိုးတယ်လို့ပဲဗျာ ဟိုလောက်တိုင်းရင်တော့ရတဲ့အတုတ်ချတိုင်းရင်တော့ရတဲ့ဒီဒီမိကောလေးဒီအထောက်ပြတဲ့အခြေလေးကကောင်းတယ်ပြကျွန်တော်တို့ဒီတော်လိုင်းရင်အင်အားစုတွေနိုင်ငံရင်အင်အားစုတွေကဘလောက်ထိကျွန်တော်တို့အာနိုင်ငံရေးရကြုံမြင်ပြီးကစားတန်လက်ပြီးရင်အကစားတန်နေရမှာလဲကျွန်တော်တခြားလို့ပြောလို့တလို့ပဲထိုင်းအရာရှိတွေတိဆိုင်ရပါလို့နော်အာဆီယံဆိုလဲအာဆီယံနိုင်ငံတွေပေါ့ပတ်သေးတယ်ကျွန်တော်ကျွန်တော်အာဆီယံတွေဆိုကြည့်ပြီးမပြောချင်ဘူးပေါ့လीနော်အဲ့တော့အာဆီယံအဖွဲ့အစည်း အိမ်ကြီးချင်းနိုင်ငံတွေရဲ့အစိုးရတွေခေါင်းဆောင်တွေကဘယ်လိုသတင်းအခြေအနေတွေရထားလဲဘယ်လိုမျိုးသူတို့နိုင်ငံရေးအရာသူတို့မှထိခိုက်မှုရှိလာတယ်ရှိလာတော့မလဲဒါကြောင့်ဘယ်လိုတွေသူတို့ကောက်ွယ်မယ်ကစားမလဲကစားရဲဆိုတာဥပမာတရုတ်နဲ့ပါဝရဲ့ဘယ်လိုအကွဲတွေလုံလောက်နိုင်လဲအမေရိကန်နဲ့ပါဝရဲ့ဘယ်လိုအကွဲတွေကစားလာနိုင်လဲအဲ့ဒါတွေကျွန်တော်ကြိုတီထားဖို့လိုတယ်ပြီးရင်ဒီအမေရိကန်ရဲ့ယက်တိမှုပေါ့လေနော်အနေထားအဲ့ဒါတွေတီထားဖို့လိုတယ် ခုနအနေထားကိုတည်ထားဆိုဥပမာဒီအမေရိကန်ဆိုရင်တမန်တာထရန့်ဆိုရင်သူကသူရဲ့ကိုဂျိုစီဘွားပဲသူကကြီးတာပေါ့လေနော်ပုတ်ကလီကကိုဂျိုစီဘွားပဲဖြစ်နိုင်ငံရဲ့ interest ပဲဖြစ်ဖြစ်ပေါ့အဲ့တော့ပဲအခြေတမ်းပြနေဒီမိုကရေစီတွေလူခွေးတွေတိတ်ကောင်းထိုက်ထားတာမဟုတ်ဘူးပေါ့လေနော်အဲ့အဲ့ဒါအားလုံးကိုတည်တဲ့အနေထားမျိုးဖြစ်အဲ့ဒီဟာကိုမြင်ဖို့လို့တလို့နောက်ပြီးရင်ဒီအနောက်မှာကြိုးကိုင်းနေတဲ့ဒီ policy ကိုချွာနေတယ်ပေါ့လေနော်ဒီဒီတွင်ရ policy ရောနိုင်ငံတကာအဆိုအရတွေနဲ့ဆက်ဆက်ဖို့ policy ရောပေါ့လေနော်အထူးသဖြင့် ဘယ်လက်ကကြီးလဲကြတရုတ်ပိတ်ဆို့ဖို့ကိစ္စထိုင်ဝမ်နဲ့ဟောက်ကောင်နဲ့ကိစ္စအဲ့ဒီ policy တွေဘလို့ gain နေဘလို့လုံးအဲ့ဒီဟာတွေကိုကျွန်တော်တို့ကကြိုပြီးရမြင်ဖို့တုံ့တန်ဖို့ပလင်ချတာဖို့လုပ်တယ်အဲ့ဒီမှာကျွန်တော်အထုတ်ချလို့ရတယ်အခုကိစ္စဆိုရင် trend လောက်ဝစိတ်ဝင်စားတယ်လေဒီဒီ skin လောက်တဲ့ကိစ္စခုနအချိုးစီးပွားနဲ့တိဆိုင်လာပြီလေအခုစဉ်းစားကြည့်လေဒီ American dollar 3000ကို2024တနေ့ထဲမှာ ဒီလူတွေလိမ့်နိုင်တယ်ဆိုတော့စဉ်းစားကြည့်လေဘယ်လောက်ထိဆုံးရှုံးမှုရှိလဲဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့အသုံးချပြီးရင်ဟိုကောင်းကောင်းချစ်ကံနိုင်ရင်တယ်ဆိုရင်ဘယ်လိုတော့နိုင်ငံရေးအရာရောတတ်တမန်ရေးအရာရောကျွန်တော်တို့အမျိုးအကျိုးရှိတယ်အမျိုးအကျိုးရှိတယ်ဟုတ်ကဲ့ကိုစီဒီဆိုင်ကိုကျေးဇူးပါအခုဒါကြားဖြတ်ခေါင်းဆောင်ကြီးရှီကျင်ကျန်းကိုဒါထိုင်းကဖမ်းလာတယ်သူ့ကိုတရုတ်ကိုလွှဲဖို့အခုဆုံးဖြတ်တယ်ဆိုတဲ့ပဒင်းနဲ့ KK ပတ်ကိုနော် မြန်မာစစ်အုပ်စုနဲ့ BGF ကပေါင်းပြီးတော့ဝင်စည်းတဲ့ပုံမှာချိတ်ဆက်ပြီးတော့ဘာတွေဖြစ်လာနိုင်မလဲပေါ့နော်ဆိုတဲ့ပုံမှာတုံ့သက်ပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျဟုတ်ကဲ့ဗျာကျေးဇူးပါ